မင်္ဂလာညချမ်းပါခင်ဗျာနေပြည်တော်မိုးလေဝသနဲ့ဇလဗေဒာညွှန်ကြားမှုသီဌာနမှာ2022ခုနှစ် AB လ13ရက်နေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသတင်းများကိုတင်ပြပါမယ်ခင်ဗျာဒီကနေ့ညနေ6:00နာရီခွဲချိန်တိုက်ထွာရရှိခဲ့တဲ့အမြင့်ဆုံးဘူကြိမ်များမှာနေပြည်တော်မှာ38ဒီဂရီဆယ်စီယပ်100ဒီဂရီဖာရင်ဟိုက်ရန်ကုန်မြို့မှာ39ဒီဂရီဆယ်စီယပ်69ဒီဂရီဖာရင်ဟိုက်နဲ့မန္တလေးမြို့မှာ 39ဒီဂရီဆယ်စီယပ်၊102ဒီဂရီဖာရင်ဟိုက်တို့ဖြစ်ကြပါတယ်။ဒီကနေ့ညနေ6:00ခွဲအချိန်ဘိုးလေးဝတာကျော်လူမှာဖမ်းဝင်ရရှိတဲ့ပုံရဘင်္ဂလားပင်လယ်ော်အနောက်တောင်ပိုင်းနဲ့အနောက်လေပိုင်းတို့မှာတည်ရတင်းတင်းဖြစ်တော်နေပြီးကပ်ပလီပင်လယ်ပြင်နဲ့ကြံမင်္ဂလားပင်လယ်ော်တို့မှာတည်ရနေငယ်ဖြစ်တော်နေပါတယ်။မြန်မာနိုင်ငံပေါ်မှာတော့မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေမှာတိမ်ထူထပ်နေပြီးကြံဒေသတွေမှာတည်ရနေငယ်မှာတည်ရတင်းတင်းဖြစ်တော်နေတာကိုတွေ့ရပါတယ်။ ်ဘင်္ဂလားပင်လယ်ော်ခြေနေရတော့ဘင်္ဂလားပင်လယ်ော်အနောက်တောင်ပိုင်းနဲ့အနောက်လေပိုင်းတို့မှာတည်ရတင့်တင့်ဖြစ်တော်နေပြီကပလီပင်လယ်ပင်နဲ့ကြံဘင်္ဂလားပင်လယ်ော်တို့မှာတည်ရနှဲငယ်ဖြစ်တော်နေပါတယ်မြန်မာပင်လယ်ပင်မှာလှိုင်းနှဲငယ်မှာလှိုင်းတင့်တင့်ရှိပါမယ်လှိုင်းမြန်မာမြန်မာကမ်းရိုးတန်းတစ်ချောင်းနဲ့ကမ်းလွန်ပင်လယ်ပင်တို့မှာ၄ပေမှာ9ပေခန့်ရှိနိုင်ပါတယ်နက်ပြံမွန်းတဲ့ချိန်ဒီခတ်မှန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်မှာနေရာစိတ်စိတ် စကရိုင်းတာကြီးထပိုင်းမှာ နေရာကျကျနေချင်းပြည်နယ်မန္တလေးတိုင်းတာကြီးရှမ်းပြည်နယ်ကယားပြည်နယ်ပဲခူးတိုင်းတာကြီးမွန်ပြည်နယ်နဲ့တနင်္သာရိုင်းတာကြီးတို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပြည်စကရိုင်းတာကြီးအောက်ပိုင်းမကွေးတိုင်းတာကြီးရခိုင်ပြည်နယ်အေရဝတီတာကြီးရန်ကုန်တိုင်းတာကြီးနေပြည်တော်နဲ့ကရင်ပြည်နယ်တို့မှာတည်ရတင်တင်ဖြစ်တော်မှာပဲနေပြည်တော်နဲ့ဤတို့အိုက်တို့မနက်ပြန်မွန်တဲ့ချိန်ထိမိုးလေဝသအခြေအနေခံမှန်းကြမှာ တည်ရတင်တင်ဖြစ်တော့မှမယ်အနေဆုံးပူချိန်မှာ25ဒီဂရီဆယ်စီယပ်89ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်ရန်ကုန်မြို့နယ်အနီးတစ်ဝိုက်အတွက်မနက်ပြန်မွန်တဲ့ချိန်ထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာလည်းတည်ရတင်တင်ဖြစ်တော့မှမယ်အနေဆုံးပူချိန်မှာလည်း25ဒီဂရီဆယ်စီယပ်89ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်မန္တလေးမြို့နယ်အနီးတစ်ဝိုက်အတွက်မနက်ပြန်မွန်တဲ့ချိန်ထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာလည်းတည်ရတင်တင်ဖြစ်တော့မှမယ်အနေဆုံးပူချိန်မှာလည်း 25ဒီဂရီဆယ်စီယပ်89ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။နောက်နှစ်ရက်အတွက်ခန့်မှန်းချက်အနေနဲ့ကတော့ကချင်ပြည်နယ်နဲ့စကိုင်းဒါကြီးထပ်ပိုင်းတို့မှာနေရာကျဲကျဲမှ နေရာစိတ်စိတ်မိုးထစ်ချုံရွာနိုင်ပါတယ်။အခုနေပြခဲ့တာကတော့ဒီကနေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြချမ်းမာချမ်းသာကြပါစေခင်ဗျာ။